ကဲအားလုံးပဲမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါမျိုးတို့အားလုံးပဲနော်မင်္ဂလာမနက်ခင်းလေးဖြစ်ကြပါစေဗျနော်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဒီကနေ့9ရက်3လ2022မှာ နော်တောက်ကြနေရဲ့မနက်ခင်း7နာရီ10မိနစ်ဈေးကွက်အတွက်အားလုံးပဲချင်းမိတ်ဆွေညီကောင်မောင်နှမတွေအတွက်ကိုနော်ထူးမိန်ကနန်းလေးနဲ့မိတ်ဆက်ပြသပေးမှာဖြစ်တယ်အားလုံးပဲချင်းမိတ်ဆွေညီကောင်မောင်နှမတွေဒီကနေ့မနက်ခင်းမှာရရှိထားတဲ့ main organ ကိုတညီလက်ညီလေးနဲ့ဝင်လာခဲ့ပြီအားလုံးပဲဝင်ယူသွားပြီနော်ပုံမှန် live season တင်ဆက်နေကြအားလုံးပဲမနက်ခင်း9နာရီ live မှာ ချင်းမိတ်ဆွေမိသားစုညီကိုမောင်နှမတွေကိုကျေတကွန်မူရင်းကနေပြီးတော့ဖရီးစေစနာနဲ့ချပြပြီးမှဖြစ်တယ်။အားလုံးပဲလိုက်လက်မလေးတွေနှိပ်ပြီးတော့ဝင်လာခဲ့ပြီးမယ်နော်။ကဲမျိုးတွေအားလုံးပဲလိုက်လက်မလေးတွေနှိပ်ပြီးတော့ဝင်လာခဲ့ပြီးမယ်နော်။ဒီကနေ့မနေ့ခင်မရရှိထားတဲ့အထူးမင်္ဂနံ၃ခွက်ကိုဝင်ယူသွားပြီးမျိုးတွေအားလုံးပဲနော်။အဲ ကဲအားလုံးသောအမျိုးတွေကလိုက်လက်မလေးတွေနှိပ်မယ်။နော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုတော့လူတစ်အမျိုးတွေက channel လေးကို subscribe လုပ်ထားပေးမယ်နော်။ကဲအားလုံးပဲမင်္ဂလာပါဗျနော်20နဲ့မှ3တော့မျိုးတွေဝင်လာခဲ့ပေးကြအောင်နော်မျိုးတွေအားလုံးပဲ share လို့ရတဲ့နေရာလေး share ပေးထားနော်30ဦးမင်္ဂလာပါဗျနော်30တော့မျိုးတွေအားလုံးပဲမင်္ဂလာပါဗျ ကလိုက်လက်မလေးတွေနှိပ်ပေးမယ်နော်လိုက်လက်မလေးတွေနှိပ်ပေးမယ် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးထားဘေးက notify bell ခေါင်းလောင်းလေးကိုတစ်ချက်နှိပ်ပေးထားမယ်နော်မျိုးတွေအားလုံးပဲဒီကနေ့မနက်ခင်းမှရရှိထားတဲ့နော်ကေပေါ့မင်္ဂနာကိုမျိုးတွေအားလုံးကိုချပြပေးမှဖြစ်တယ်ကဲဝင်လာခဲ့ပြီမယ်နော်မျိုးတွေအားလုံးပဲဝင်လာခဲ့ပြီမယ် share လို့ရတဲ့နေရာလေးတွေကို share ပေးထား ကဲမျိုးတွေအားလုံးပဲကြည့်မယ်ဗျကျွန်တော်တို့မနက်ခင်းမှထွက်ရှိတယ်တဲ့မျိုးတွေအားလုံးပဲနှစ်ရှစ်ကနှစ်ထိပ်စီးနဲ့နော်သူ့အောက်မှာထွက်ရှိတဲ့ခွန်တက်ကတက်အပိတ်နဲ့ညနေခင်းသူ့အပေါ်ပင်မှာထွက်ရှိထားတဲ့တက်6ကတက်ထိပ်စီးနဲ့နော်နှစ်ရဲ့တက်ရဲ့တက်ရဲ့တဲ့နော်ဒီကနန်း၃လုံးပေါင်းခြင်းတိက၄လို့ဖြစ်တာ နော်နှစ်တက်နှလုံးသည်3တက်နဲ့ပေါင်းတော့6လို့ဖြစ်မယ်အဲ့ဒီ3လုံး6ကိုမျိုးတွေအားလုံးပဲ6လို့ကျွန်တော်တို့ကပြန်ဖြည့်မယ်6ကို6လို့ပြန်ဖြည့်မယ်ဆိုရင်တဲ့ဒီကညနေခင်း16ကတစ်ထိပ်စီ96ကငါးထိပ်စီနဲ့နော်ညနေခင်းထိပ်စီနှလုံးသည်6လို့ဖြစ်ချင်းကြောင်းနဲ့6ဖြစ်အောင်ဆိုလို့ရှိရင်မနက်ခင်းမှသူက8ထိပ်စီလို့ထည့်မှာနော်2ရက်1ရက်1ရက်3လုံး6လို့ဖြစ်လို့ 1853သုံးလုံးစီ4လို့ပြန်ပြောဖြစ်တာဒါဆိုရင် သူကဒီနှလုံးက6ဖြစ်ထားအတွက်4ဖြစ်အောင်8ထိပ်ကြီးကိုထည့်မှာနော်မျိုးတရားလုံးပဲ8ထိပ်ကြီးကိုထည့်မှာအဲ့ဒီသုံးလုံး4လို့ဖြစ်တယ်လို့ပဲတဲ့ညနေခင်းဒီကနန်းနှလုံးကလည်းသူက4လို့ဖြစ်ပြီမဲတဲ့ဒီက6အပိတ်နဲ့နော်ဒီက6အပိတ်နဲ့သူ့အောက်မှာထွက်ရှိထားတဲ့ဒီက8အပိတ်နဲ့ဒီနှလုံးတွေကလည်းသူက4လို့ပြန်ပြောဖြစ်တာ နေ့ရက်တရက်တရက်သုံးလုံးလေးလို့ဖြစ်လို့၁၅၈၃သုံးလုံးလေးလို့ဖြစ်သလိုပဲ၆၈၂၃လုံးဒီကလည်းလေးလို့ပြန်ပြောဖြစ်တာတော့မျိုးတွေအလုံးပဲဟုတ်ပြီဒါဆိုရင်၈ထိပ်၈အပိတ်ဒုတိယတပင်မှာကားတဲ့မျိုးတွေအလုံးပဲဒီက၆နှစ်က၆ထိပ်စီးနေတဲ့တူအောင်မှာထွက်ရှိတဲ့ခွန်၈က၈အပိတ်နဲ့ညနေကင်၄၈က၄ထိပ်စီးနေတဲ့ 648ဆိုပြီးခဏန်း၃လုံးပေါင်းချင်းဒီကသူက8လို့ဖြစ်တယ်ဒီ၃လုံး8လို့ဖြစ်သလိုပဲတဲ့သူကညနေခင်းဒီက၃ထိပ်စီနော်2ထိပ်စီနဲ့၃နှစ်နှလုံးသီး9လို့ဖြစ်ထားတဲ့အတွက်8ဖြစ်အောင်ဆိုလို့ရှိရင်နဲ့မျိုးတွေအလုံးပဲ၃ထိပ်စီလို့သူကထည့်မှာနော်၃ထိပ်စီလို့ထည့်မှာကဲ40နဲ့8ဦးတော့မျိုးတွေမင်္ဂလာပါဗျနော်မျိုးတွေအလုံးပဲမင်္ဂလာပါ ဝင်လာခဲ့ပြီမယ်နော်မျိုးတွေအားလုံးပဲဝင်လာခဲ့ပြီမယ် share လို့ရတဲ့နေရာလေး share ပေးထား view တွေနည်းနေသေးတယ်ဗျနော်မြန်မြန်လေးဝင်လာခဲ့ပြီမယ်ဗျနော်မျိုးတွေအားလုံးပဲဒီကနေ့9ရက်3လ2025တောက်ကြနေ့12နာရီတမင်းနေ့ဈေးအတွက်နော်အားလုံးပဲကဲပေါ့ဒီ3လုံးတည်သူက8လို့ဖြစ်လို့3 2 3 3လုံးပေါင်းခြင်းတည်8လို့ဖြစ်သလိုပဲဒီက9အပိတ်နဲ့တဲ့မျိုးတွေအားလုံးပဲ8ဖြစ်အောင်ဆိုလို့ရှိရင် မနက်ခင်းမှာသူက3အပိလို့သူကထည့်တာနော်9သုံးနှလုံးက8လို့ပြန်ဖြစ်တာ6 4 8နော်6 4 8လုံးပေါင်းခြင်းသည်8လို့ဖြစ်လို့3 2 3လုံးပေါင်းခြင်းသည်8လို့ဖြစ်သလိုပဲ9သုံးနှလုံးသည်ကအပိနှလုံးသည်က8လို့ဖြစ်တာဒါဆိုရင်သူကလည်း3ထိတ်3အပိဒီကနေ့မနက်ခင်းမှာကြတော့တဲ့မျိုးတဲ့အလုံးပဲဒီက18က တထိတ်စီနဲ့၃ည၉က၉အပိတ်နဲ့ညနေခင်း၄၆က၄ထိတ်စီနဲ့၁၉၄၃လုံးပေါင်းခြင်းသည့်၄လို့ပြန်ပြဖြစ်တာ။နော်ဒီ၃လုံးသည့်၄လို့ဖြစ်တယ်လို့ပဲတဲ့။၆ထိတ်စီ၅ထိတ်စီနှလုံးသည့်၁လို့ဖြစ်တဲ့အတွက်၄ဖြစ်အောင်မျိုးတွေအလုံးပဲဒီကနေ့မနက်ခင်းမှာဘာထိတ်စီကိုထည့်မလဲ။မျိုးတွေအလုံး comment လေးတွေဝင်မှန်းပေးအောင်။ကဲမျိုးတွေ 80ဦးသောမျိုးတွေအားလုံးပဲ comment လေးတွေဝင်မဲ့ဘာထိတ်စည်းကိုထည့်ပေးရမလဲเนาะတရားနဲ့မှာ9ဦးသောမျိုးတွေဘာထိတ်စည်းကိုထည့်ပေးရမလဲ comment လေးတွေဝင်မဲ့ပေးပါเนาะနေ့ရက်တရက်တရက်သုံးလုံးပေါင်းခြင်းသည့်၄လို့ဖြစ်ခြင်းကြောင့်၁၅၈သုံးလုံး၄လို့ဖြစ်တယ်လို့ပဲဒီက6အပိတ်8အပိတ်နှလုံးဒီက၄လို့ပြန်ပြောဖြစ်တာဒါဆိုရင်8ထိတ်8အပိတ်လို့ထွက်ရှိတာဒုတိယအပိတ်မှာ6 8 4သုံးလုံးပေါင်းခြင်းသည့်၄လို့ဖြစ်လို့ 3 2 3သုံးလုံးပေါင်းခြင်းဒီက8လို့ပြန်ပြဖြစ်တာเนาะဒီသုံးလုံး8လို့ဖြစ်လို့3 2နှလုံးသည်5လို့ဖြစ်တဲ့အတွက်8ဖြစ်အောင်3ထိပ်စီဒီမှာ5အပိတ်ရှိတဲ့အတွက်8ဖြစ်အောင်3အပိတ်လို့သူကထည့်တာဒါဆိုရင်5 3အပိတ်နှလုံးသည်သူက8လို့ပြန်ပြဖြစ်တာเนาะဒီကနေ့မနေ့ခင်မှာကျတော့1 4 4သုံးလုံးပေါင်းခြင်းဒီ4လို့ဖြစ်လို့6 5နှလုံးသည်1လို့ဖြစ်တဲ့အတွက်4ဖြစ်အောင်3ထိပ်စီလို့သူကထည့်မယ်။နောက်မျိုးတွေအားလုံးပဲ3ထိပ်စီလို့ထည့်မယ်ကျွန်တော်တို့ ဟုတ်ပြီသုံးထိပ်စီလို့ထဲလိုက်တာနဲ့တဲ့အပိတ်ဒီကလည်းသူက၄ဖြစ်အောင်ဆိုလို့ရှိရင်ဒီက6အပိတ်ရှိရတဲ့အတွက်၄ဖြစ်အောင်မျိုးတွေအားလုံးပဲဒီကနေ့မနေ့ခင်းမှာဘာအပိတ်ကိုထည့်မလဲနော်၄ဖြစ်အောင်ဆိုရင်၈အပိတ်ကိုထည့်မယ်ဒါဆိုရင်မျိုးတွေအားလုံးပဲဒီကနေ့မနေ့ခင်းမှာရရှိထားတဲ့အထူးမင်းတကွက်ကောင်းသည်နော်32မှ8ဆိုတဲ့ဂဏန်းတကွက်ကိုရရှိမယ်နော်မျိုးတွေအားလုံးပဲ162မှ4ဦးသောမျိုးတွေ လိုက်လက်မှနှိပ်တာ25ဦးပဲရှိသေးတယ်။ဖုံးမှန်ပြင်လေးကိုလက်ကလေးနဲ့ဒေါက်တာတော့ဆိုတောက်လိုက်နော်လိုက်လက်မှလေးတွေနှိပ်ပေးသားဖြစ်မဲ့မျိုးတွေအားလုံးပဲလိုက်လက်မှမနှိပ်ရသေးတဲ့အမျိုးတွေနှိပ်ပေးထားနော်ဖုံးမှန်ပြင်လေးကိုလက်ကလေးနဲ့ဒေါက်တာတော့ဆိုတောက်လိုက်ပါနော်လိုက်လက်မှလေးတွေနှိပ်ပေးသားဖြစ်ပါတယ်နော်တရားနဲ့80ဦးသောမျိုးတွေဝင်လာခဲ့ပေးဦးနော်မျိုးတွေမြန်မြန်လေးဝင်လာခဲ့ပေးမယ်แชร์လို့ရတဲ့နေရာလေးတွေแชร์ပေးထားပါเนาะမျိုးတွေအားလုံးပဲ channel ကို subscribe မလုပ်ရသေးတဲ့လူသစ်အမျိုးတွေပါတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားဒါဆိုရင်ဒုတိယ main တက်ကွက်ကောင်းကိုထပ်ပြီးကြည့်မယ်မျိုးတွေအားလုံးပဲเนาะဒုတိယ main တက်ကွက်ကောင်းကိုထပ်ထုတ်မယ်ကျွန်တော်တို့ లై လမနှိပ်ပေးထားမျိုးတွေအားလုံးပဲကဲနောက်ထပ် main တက်ကွက်ကိုထပ်ထုတ်မယ်เนาะ ဲဒါဆိုရင်ထိတ်ဆီးဆိုင်ကလေးကိုအရင်ဆုံးကြည့်မယ်ဗျเนาะထိတ်ဆီးဆိုင်ကိုအရင်ဆုံးကြည့်မယ်ဒီကခွန်၈က၈အပိတ်နဲ့ညနေခင်း၃ကငါးအပိတ်နဲ့၈၅နှလုံးသည်၃လို့ဖြစ်ချင်းကြောင်းတဲ့မျိုးတွေအလုံးပဲအဲ့ဒီနှလုံး၃လို့ဖြစ်ချင်းကြောင်းဒီကညနေခင်း၂ထိတ်ဆီးနဲ့เนาะဒီကတပင်းကျော်၁ထိတ်ဆီးနဲ့နှလုံးသည်၃လို့ပြန်ဖြစ်တာဒီနှလုံး၃လို့ပြန်ဖြစ်တာ ရှင်ကားနှလုံးသုံးကို1 1နှလုံးသုံးလို့ဖြစ်တာဒါဆိုရင်သူကတစ်ထိတ်စီဒုတိယတပင်ကိုဆက်သွားမယ်ဒုတိယတပင်မှာကအမျိုးတွေအလုံးပဲ5ရဲ့6ရဲ့နှလုံးတွေ1လို့ဖြစ်တာ5 6နှလုံး1လို့ဖြစ်လို့တဲ့မျိုးတွေအလုံးပဲဒီကတစ်ပူးကတစ်ထိတ်စီနဲ့၃ညာ၉က၃ညာထိတ်စီနဲ့ဒီကနန်းနှလုံးတွေဆိုက1လို့ထပ်ဖြစ်တာเนาะ၅၆နှလုံး1ကို1၃ညာနှလုံးပြန်1တာ ောက်တစ်ခါတတိယပင်မှာက3ရက်1ရက်နှလုံးဒီက4လို့ဖြစ်လို့ဒီက4 6ကလေးထိပ်စီးနဲ့3ညာ2ကသုံးညာထိပ်စီးနဲ့ဒီကနားနှလုံးဒီသူက4လို့ထပ်ဖြစ်တာเนาะကဲမျိုးတွေအားလုံးပဲ view တွေဘယ်လိုဖြစ်လို့ပြန်ကြပါတော့150နဲ့မှ6ဦးပဲရှိတယ်ဝင်လာခဲ့ပြီเนาะမျိုးတွေအားလုံးပဲဝင်လာခဲ့ပြီ3 season နဲ့အလကားချပြပေးနေတာမျိုးတွေကိုเนาะတပြားတစ်ချက်မှ မလို့ခြင်းဖရီအလကားပေးနေတာကဲဒါဆိုရင်ဒီကနေ့မနက်ခင်းမှာဟောတဲ့မျိုးတွေအားလုံးပဲဒီကနေ့မနက်ခင်းမှာကြာတော့တဲ့၈ရက်၆ရက်နှလုံးသေး၄လို့ဖြစ်တာတဲ့နော်၈၆နှလုံး၄လို့ဖြစ်လို့ဟောဒီမှာသူက6အပိတ်6ထိပ်စီရှိထားတဲ့အတွက်၄ဖြစ်အောင်ဆိုလို့ရှိရင်ဒီကနေ့မနက်ခင်းမှာဘာထိပ်စီကိုထည့်မလဲမျိုးတွေအားလုံးပဲနော်၈ထိပ်စီကိုထည့်မှသူက၄လို့ဖြစ်မယ်တဲ့နော် ှင်း၅နှလုံး၃ကို2 1 2နှလုံး၃နဲ့5 6နှလုံး1ကို1 3ညာနှလုံး1တယ်နော်3 1နှလုံး4ကို4 3ညာနှလုံးပြန်ပြီး4တယ်6 6နှလုံး4ကို6ရှိရအတွက်4ဖြစ်အောင်8ထိပ်စီလို့ထည့်မယ်နော်မျိုးရအောင်မယ်8ထိပ်စီလို့ထည့်မယ်အဲ့ဒီမှာအပိတ်ကကျွန်တော်ဒီလိုပြန်သွားမယ်နော် အပိတ်ကားတဲ့မျိုးတွေအားလုံးပဲဒီကငါးနဲ့ငါးနှလုံးနော်ညနေခင်း3-5ကငါးအပိတ်မနက်ခင်း6-5ကငါးအပိတ်နဲ့ငါးငါးနှလုံးတည်10လို့ဖြစ်တာနော်အဲ့ဒီနှလုံး10လို့ဖြစ်လို့တဲ့မျိုးတွေအားလုံးပဲဒီနှလုံးသူက3ညလို့ဖြစ်လို့သူ့ရဲ့ပါဝါဒီ9လို့ပြန်ဖြစ်ပြရမယ်3ညရဲ့ပါဝါ9လို့ပြန်ဖြစ်ပြရမယ် ဘလို့ဖြစ်မလဲ၃ညရဲ့ပါဝါ၅ဖြစ်အောင်ဆိုရင်6ရေဒီက1ရေ8ရေဒီကနန်း၃လုံးစီသူက၃ညပါဝါ၅လို့ဖြစ်ပြန်နော်မျိုးလေးအားလုံးပဲငါးငါးနှလုံး၃ညလို့ဖြစ်လို့သူ့ရဲ့ပါဝါဒီ၃လုံးစီ၃ညရဲ့ပါဝါ၅ဖြစ်အောင်ဆိုရင်နဲ့နော်ဒီနှလုံး၃ညဖြစ်လို့သူ့ရဲ့ပါဝါ၅ဖြစ်အောင်ဆိုရင်နဲ့6 1 9 6678သုံးလုံးပေါင်းခြင်းတိ9လို့ပြန်ဖြစ်တာเนาะ68နှလုံးတိခွန်7နဲ့ဆိုတော့9ဒါဆိုရင်ဒီဒီသုံးလုံးတိ तू က3ညပါပါ9လို့ဖြစ်တာဒါဆိုရင် तू က10ပိတ်10ပိတ်လို့ထည့်လိုက်တဲ့ ਨੇ ဒီနှလုံး तू က3လို့ဖြစ်လို့11နှလုံး3လို့ပြန်ဖြစ်တာဒါဆိုရင် तू က11ရဲ့အတွက်3ဖြစ်အောင်တစ်ထိတ်စီတစ်ထိတ်စီ10ပိတ်နဲ့တစ်ရှင်းလို့ထွက်ရှိတာเนาะမျိုးရအောင်တစ်ရှင်းလို့ထွက်ရှိတာဒုတိယတစ်ပိတ်မှာကြတော့တဲ့ဒုတိယတစ်ပိတ်မှာကမျိုးရအောင်ပဲဒီက 3ရက်6ရက်နော်6ရက်3ရက်နှလုံးဒီကသူက6လို့ဖြစ်တာ6လို့ဖြစ်ထပ်ဖြစ်တာ6ရက်ပါဝါဒီ4ကိုယူမှာနော်6ပါဝါ4လို့ယူမှာ6ပါဝါ4လို့ဖြစ်အောင်ဆိုလို့ရှိရင်လည်းမျိုးရအားလုံးပဲဒီက1ရက်4ရက်နှလုံးဒီက5ဖြစ်ထားတဲ့အတွက်လည်း4ဖြစ်အောင်ဆိုလို့ရှိရင်6ပါဝါ4ဖြစ်အောင်ဆိုသူကဒီမှာ6အပိတ်လို့ထည့်မှာနော်1 4 6 3လုံးဒီသူက4လို့ပြန်ဖြစ်တာ6ရက်ပါဝါ4လို့ပြန်ဖြစ်တာ ကိုရဲ့ပါဝါ၄လို့ဖြစ်လို့တဲ့ဒီက9ရဲ့6ရဲ့နှလုံးပေါင်းခြင်းဒီက1လို့ဖြစ်လို့1ရဲ့3ညရဲ့နှလုံးဒီက1လို့ပြန်ဖြစ်တာဒါဆိုရင်3ညထိပ်ကိုအပိနဲ့3ည6လို့ထွက်တာနော်3ည6လို့ထွက်တာဟုတ်ပြီနောက်တစ်ပင်မှာကဒီက1ရဲ့8ရဲ့နှလုံးဒီ6လို့ဖြစ်တာနော်1 8နှလုံးဒီ6လို့ထပ်ဖြစ်တာ9ရဲ့ပါဝါ၄ကိုထပ်ယူမယ်နော်9ပါဝါ၄လို့ထပ်ယူ9ပါဝါ၄လို့ဖြစ်အောင်ဆိုလို့ရှိရင်ဒီမှာသူက6အပိတ် 6ထိပ်နှလုံးတည်သူက1လို့ဖြစ်ထားတဲ့အတွက်4ပြောင်းဆိုသူကဒီမှာ1အပိတ်ကိုထည့်ပြရမယ်။နော်66 1ဆိုပြီးသူက4လို့ပြန်ဖြစ်မှာ။ဒီနှလုံး7 1နှလုံးတည်6လို့ဖြစ်လို့သူ့ရဲ့ power ဒီ3လုံးတည်4လို့ပြန်ဖြစ်တာ1အပိတ်။1အပိတ်လို့ဝင်လိုက်တာ ਨੇ မျိုးတွေအလုံးပဲ3 1နှလုံး4လို့ဖြစ်လို့တဲ့သူကဒီက4ရဲ့3ညရဲ့ခွာပေါင်းခြင်းကသူက4လို့ပြန်ဖြစ်တာ။ဒါဆိုရင်3ညထိပ်1အပိတ်။နော်3ညနှစ်လို့ထွက်လာ။ဟုတ်ပြီဒီကနေ့မနက်ခင်းမှကြတော့တဲ့မျိုးတွေအလုံးပဲ။ ဒီက6ရဲ့6ရဲ့နှလုံးဒီက9လို့ဖြစ်ပြီ9ရဲ့ပါဝါ3ညကိုယူမှာနော်ဒီနှလုံး9လို့ဖြစ်လို့သူ့ရဲ့ပါဝါ3ညလို့ယူ3ညလို့ယူမယ်ဆိုလို့ရှိရင်လည်းမျိုးလေးအားလုံးပဲဒီမှာသူက6အပိတ်ဒီက9အပိတ်နဲ့9ထိတ်နဲ့နှလုံးဒီသူက1လို့ဖြစ်အဲ့ဒီနှလုံး1လို့ဖြစ်လို့တဲ့မျိုးလေးအားလုံးပဲသူက3ညဖြစ်အောင်ဆိုလို့ရှိရင်ဒီကနေ့မနက်ခင်းမှာသူကဘာဘာအပိတ်ကိုထည့်မလဲနော် ကိုအပိတ်ကိုထည့်ပေးမယ်ဒါဆိုရင်ဒီကနှလုံးပေါင်းချင်း၄လို့ဖြစ်လို့ဒီနှလုံးတည်စုက၄လို့ဖြစ်မယ်ဆိုရင်သူက6ရှစ်ရအတွက်၈ထိပ်စီလို့ထည့်၈ထိပ်ကိုအပိတ်နဲ့89လို့ကျွန်တော်တို့ကရရှိတယ်နော်89ဆိုတဲ့ main တကွက်ကောင်းရရှိမှာနော်မျိုးတွေအားလုံးပဲလိုက်လက်မလေးနှိပ်ပေးတာခဏကဒီမှာ၈အပိတ်ကျွန်တော်တို့ကဒီမှာက၈ထိပ်နဲ့ရတာနော်ခဏအာတော့ထိုးမယ်နော်မျိုးတွေအားလုံးပဲအာပြီးတော့ထိုးမယ်ဒါဆိုရင်နောက်ထပ် main တက်ကွက်ကောင်းကိုထပ်ပြကျွန်တော်တို့ကြည့်မယ်เนาะနောက်ထပ် main တက်ကွက်ကိုထပ်ထုတ်နောက်ထပ် main တက်ကွက်တည်ကားတဲ့မျိုးတွေအားလုံးပဲထပ်ပြကြည့်မယ်เนาะ ဒီကရှစ်အပိတ်နဲ့เนาะညမနက်ခင်းက9ကတက်အပိတ်ညနေခင်း16ကတက်ထိတ်စင်းနဲ့ဒီကနန်း3လုံးကိုယူမှာเนาะကနန်း3လုံးကိုယူမှာဟုတ်ပြီရှစ်ရက်တက်ရက်တက်ရက်3လုံးပေါင်းခြင်းသည်10လို့ဖြစ်ပြီအဲ့ဒီ3လုံး10လို့ဖြစ်လို့တဲ့မျိုးတွေအလုံးပဲဒီက16ကတက်ထိတ်စင်းเนาะမနက်ခင်းဒီက 9နဲ့ sorry နော်ဒီ3လုံးပေါင်းချင်းသည်သူက10လို့ဖြစ်လို့နော်တုံညာရဲ့နှက်ခတ်ကိုယူမှာဒီ3လုံးတုံညာလို့ဖြစ်လို့သူ့ရဲ့နှက်ခတ်9လို့ဖြစ်ပြရမှာ1ရဲ့9ရဲ့နှလုံးတွေက8လို့ဖြစ်လို့တုံညာနှက်ခတ်9ဖြစ်အောင်ဆိုရင် သူ့အောက်အပင်မှာ6ထိပ်စီကိုထည့်နော်6ထိပ်စီလို့သူကထည့်ပြီဟုတ်ပြီ1 9 6ဆိုပြီးတော့ခဏန်း3လုံးတွေကသူက9လို့ပြန်ဖြစ်လာ ၈113သုံးလုံးပေါင်းခြင်းတွေတုံညာလို့ဖြစ်လို့သူ့ရဲ့နက်ခတ်တီခွန်လို့ဖြစ်အောင်ဆိုရင်၁09သုံးလုံးပေါင်းခြင်းတွေခွန်လို့ဖြစ်တာနော်ဒီသုံးလုံးသူကတုံညာလို့ဖြစ်လို့သူ့ရဲ့နက်ခတ်တီသုံးလုံးကခွန်လို့ဖြစ်တာဟုတ်ပြီအဲ့ဒီမှာဒီကခွန်ရဲ့၁ရဲ့နှလုံးတီက၈လို့ဖြစ်ပြီခွန်၁နှလုံးတီ၈လို့ဖြစ်လား၈လို့ဖြစ်လို့တဲ့မျိုးတွေအားလုံးပဲသူ့ရဲ့ပါဝါ၃လို့ဖြစ်အောင်ဆိုလို့ရှိရင်၈ရဲ့တဲ့6ရဲ့တဲ့နော် ရှေ့ရ6ရဒီက9ရသုံးလုံးဒီက3လို့ပြန်ဖြစ်တာเนาะရှေ့6 9သုံးလုံးဒီဒီနှလုံး6လို့ဖြစ်လို့သူ့ရဲ့ပါဝါလေးဒီကနန်းသုံးလုံးလေး3လို့ပြန်ဖြစ်တာဒါဆိုရင်9ထိပ်9အပိတ်ဟုတ်ပြီမျိုးတွေအားလုံးပဲဒါဆိုရင်နောက်တစ်ပင်ကိုဆက်သွားမယ်နောက်တစ်ပင်မှာကဒီက6ရတဲ့မျိုးတွေအားလုံးပဲ6အပိတ်ရ2အပိတ်ရ4အပိတ်ရ4ထိပ်ရเนาะ ရှင်းနှစ်လေးသုံးလုံးပေါင်းရင်းဒီလေးလို့ဖြစ်လို့လေးရဲ့နက်ခတ်ဒီနှစ်လို့ဖြစ်အောင်ဆိုလို့ရှိရင်ねဒီက6ရဲ့တဲ့မျိုးတွေအားလုံးပဲ6ရဲ့9ရဲ့เนาะ6 6 9သုံးလုံးပေါင်းရင်းဒီနှစ်လို့ပြန်ဖြစ်တာเนาะဒီသုံးလုံးပေါင်းရင်းလေးလို့ဖြစ်လို့တဲ့မျိုးတွေအားလုံးပဲသူ့ရဲ့နက်ခတ်ဒီသုံးလုံးဒီနှစ်လို့ဖြစ်တာလေးရဲ့နက်ခတ်နှစ်လို့ဖြစ်တာဒါဆိုရင်သူက9ထိပ်ကိုထက်เนาะ9ထိပ်လို့ထက်အဲ့ဒီမှာအပိတ်ကဒီက6ရဲ့4ရဲ့နှလုံးပေါင်းခြင်းတိ3ညလို့ဖြစ်လို့သူ့ရဲ့ပါဝါ5လို့ပြန်ပြဖြစ်အောင်ဆိုလို့ရှိရင်ね ရှစ်ရယ်ကိုးရယ်နှလုံးဒီကခွန်လို့ဖြစ်လို့ငါးဖြစ်အောင်ဆိုရင်သူကရှစ်အပိတ်ကိုထက်မှာနော်ဒီနှလုံးသုံးညလို့ဖြစ်လို့သူ့ရဲ့ပါဝါငါးဖြစ်အောင်ဆိုရင်ရှစ်ကိုးရှစ်ဆိုပြီးသုံးလုံးပေါင်းရင်ဒီသုံးညရဲ့ပါဝါငါးလို့ပြန်ဖြစ်တာဒီသုံးလုံးဒီသူကလေးလို့ဖြစ်လို့သူ့ရဲ့နှက်ခတ်ဒီသုံးလုံးဒီနှစ်လို့ပြန်ဖြစ်တာခွန်ထက်ရှစ်အပိတ်ဒါဆိုရင်မျိုးတွေအားလုံးပဲနောက်တစ်ပင်ကိုဆက်သွားမယ်နောက်တစ်ပင်မှာကဒီက9ရယ်3ရယ်1 မာသုံးတစ်သုံးလုံးပေါင်းခြင်းသည်ကိုးလို့ဖြစ်လို့เนาะဒီသုံးလုံးသည်ကိုးလို့ဖြစ်လို့သူ့ရဲ့နှက်ခတ်သည်ကိုးရဲ့နှက်ခတ်သည်6ဖြစ်အောင်ဆိုရင်2ရဲ့3ရဲ့နှလုံးသည်5ဖြစ်ထားတဲ့အတွက်6ဖြစ်အောင်သူကတစ်ထိတ်စီကိုထည့်ပေးမယ်เนาะ6ဖြစ်အောင်တစ်ထိတ်စီကိုထည့်ဒီသုံးလုံးသည်ကိုးလို့ဖြစ်လို့ကိုးရဲ့နှက်ခတ်သည်6ဖြစ်အောင်2 3 1သုံးလုံးပေါင်းခြင်းသည်6လို့ဖြစ်တယ်3 1နှလုံးသည်4လို့ဖြစ်လို့သူ့ရဲ့ပါဝါ6ဖြစ်အောင်ဆိုရင်9ရဲ့6ရဲ့ နော်9ရက်6ရက်နှလုံးတိကတစ်ဖြစ်ထားတဲ့အတွက်6ဖြစ်အောင်၄ပါဝါ6ဖြစ်အောင်၈အပိတ်ကိုထက်ဒါဆိုရင်တစ်ထိတ်၈အပိတ်နဲ့တစ်ရှစ်လို့ထွက်တာနော်ဒီကနေ့မနက်ခင်းအတွက်ကိုကြည့်မယ်မျိုးတွေအားလုံးပဲ၃ည6က6အပိတ်နဲ့၃ည2က2အပိတ်နဲ့ညနေခင်း96က9ထိတ်စင်းနဲ့6 2 5သုံးလုံးပေါင်းခြင်းသည်6လို့ဖြစ်မယ် ော်6နှစ်ငါ3လုံးပေါင်းချင်းစီ6လို့ဖြစ်မယ်6ရဲ့နှက်ခက်တိ6လို့ဖြစ်အောင်ဆိုရင်ဒီမှာသူက6ထိတ်စီ3ညာထိတ်စီနှလုံးပေါင်းချင်းစီသူက6လို့ဖြစ်ထားပြီ6လို့ဖြစ်လို့ဒီ3လုံးပေါင်းချင်းစီက6ဖြစ်လို့မျိုးတွေအားလုံးပဲသူ့ရဲ့နှက်ခက်6ဖြစ်အောင်ဆိုရင်3ထိတ်စီကိုထည့်မယ်နော်3ထိတ်စီကိုထည့်မယ်ဒီ3လုံးပေါင်းချင်းစီသူကနော်ဒီ3လုံးပေါင်းချင်းစီ6လို့ဖြစ်လို့သူ့ရဲ့နှက်ခက်ဒီ3လုံးစီက6 6လို့ဖြစ်မယ်ဆိုလို့ရှိရင်မျိုးတွေအားလုံးပဲ သုံးထိပ်စီကိုထည့်မယ်ဒီနှလုံး6လို့ဖြစ်လို့သူကကိုဖြစ်အောင်သုံးထိပ်စီကိုထည့်ဟုတ်ပြီသုံးထိပ်စီလို့ဝင်လိုက်တာနဲ့3ညရဲ့9ရဲ့နှလုံးပေါင်းခြင်းစီ9လို့ဖြစ်လို့သူ့ရဲ့ပါဝါ3ညဖြစ်အောင်ဆိုရင်9ရဲ့6ရဲ့နှလုံးပေါင်းခြင်းစီက9လို့ဖြစ်ထားတဲ့အတွက်မျိုးတွေအလုံးပဲဘာအပိတ်ကိုထည့်မလဲ9အပိတ်ကိုထည့်မယ်နော်9အပိတ်ကိုထည့်ပေးမယ်ဒါဆိုရင်မျိုးတွေအလုံးပဲတတိယ main တက်ွက်ကောင်းသည်နော်30နဲ့မှ9ဆိုတဲ့ခဏန်းတက်ွက်ကိုရရှိမယ်နော် 32မှာ5ဆိုတဲ့ခဏတကောကိုရရှိမယ်။ဟုတ်ပြီအဲမျိုးရအားလုံးပဲအဲ့ဒီမှာကျွန်တော်ပြောချင်တာကပေးထားတဲ့အခွေကိုလည်းထိုးထားเนาะအခွေသမားတွေကအခွေကိုလည်းထိုးထား3982ဆိုတဲ့အခွေကိုလည်းထိုးထားဒါကနေ့တိုင်းမင်္ဂနာဖြစ်တယ်เนาะဒီကနေ့9ရက်3လ2025တောက်ကြနေ့ရက်12နှစ်အတွက်နေ့တိုင်းမင်္ဂနာ3ွက်เนาะ ဒါမင်းကနန်းကိုကျွန်တော်တကွက်ကောင်းဆိုင်တွေကိုချပြပေးထားတာเนาะဒါနေ့တိုင်းမင်းကနန်းကယ်ပေါက်3 3ကွက်เนาะကယ်ပေါက်ကနန်း3ကွက်ဒါကဒီကနေ့နေကုန်ခွေရမယ့်အခွေဖြစ်တယ်เนาะ3 9ခွေအခွေကနေကုန်ခွေရမယ့်အခွေကဲအားလုံးသောမျိုးတွေเนาะ లై လက်မလေးတွေနှိပ်ပေးထားမယ် channel ကို subscribe လုပ်ရသေးတယ်မျိုးတွေက subscribe လုပ်ပေးထားเนาะမျိုးတွေအားလုံးပဲကဲဒါဆိုရင်မျိုးတွေအားလုံးပဲဒီကနေ့မနက်ခင်းမှာ ဒီကနေ့မနက်ခင်းမှာရရှိထားတဲ့ main ကဏ္ဍကိုချပြပေးပြီးသွားပြီဆိုတော့မျိုးတွေအားလုံးပဲကျွန်တော်ရဲ့ live season တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲဗျခွန်ကလာနိုင်လားတဲ့ခွန်လာနိုင်ပါတယ်ဗျနော်ခွန်တမားတွေဒီနေ့နေကုန် live ထား competition ရှိရယ်နော်ကဏ္ဍ၁၀လုံးအကုန်ဆော့မှာနော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနော်မျိုးတွေအားလုံးပဲ